အမျိုးသားအများစုကလင်မှုကိစ္စနဲ့ပတ်သက်ပြီးတော့လင်ပိုင်းဆရာစွမ်းဆောင်ရေးတိုးတက်စီဖို့အတွက်နီလန်းတွေရှာဖွေကြပါတယ် မိမိမှာပြဿနာအခံရှိလို့ရှာဖွေတာလည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ကျင်ပေါ်ပုံမပြောရှင်ကျင်လူရအောင်လို့လှောက်ဆောင်ခြင်းလည်းဖြစ်နိုင်ပါတယ်။စေမျိုးစုံသုံးဆွဲကြတယ်လို့နီးလက်အချို့အချင်းချင်းလက်ဆင့်ကမ်းပြီးတော့လည်းကျင့်သုံးကြပါတယ်။ဒီနေရာမှာသတိပြုရမှာကရောအမျိုးသားတွေရဲ့လင်းနံကျမ်းမာရေးကသွေးလက်ပတ်မှုနဲ့သွေးပေါင်ချိန်ပေါ်မူတည်နေပါတယ်။အချင်းငယ်ကြကြပြောရမယ်ဆိုရင်လေမှုဆိုင်ရာကျန်းမာရေးအခြေအနေကနှလုံးကျန်းမာရေးအပေါ်မူတည်နေပါတယ်။အခုပြပြမှာကတော့နေပိုင်းဆိုင်ရာဆွမ်းဆောင်ရည်ဒုတက်စီဖို့အတွက်နီးလန်း၆ခုပဲဖြစ်ပါတယ်။ရိုးရှင်းပေမဲ့ရေ 行嘛，啊、嗯，酒品龙是嘛，蛮八白，啊，你那塑料机嘞咋样呢？ တစ်ချက်ကတော့တက်ကြွလှုပ်ရှားပါ။ကျမကြီးအတွက်အကောင်းဆုံးနည်းလမ်းကတော့ကိုလဲလေးကျင်ကန်းတွေပြုလုပ်တာပဲဖြစ်ပါတယ်။အထူးသဖြင့်ကာဒီယိုကောက်ခုံခြင်းဆိုတဲ့အေရိုဘစ်လေးကျင်ကန်းတွေဖြစ်ပါတယ်။ဒီလေးကျင်ကန်းတွေကနှလုံးကြက်သားတွေကိုတန်မာစေတာကြောင့်အမျိုးသားတွေရဲ့လင်းအင်ကအပွက်အစည်းကိုတင်းလက်ပွင့်မှုကောင်းစေပါတယ်။တနည်းကိုနိုင်ဝက်လောက်လေးကျင်ကန်းပြုလုပ်ပေးတင်ပါတယ်။ပြေးတာ၊ရေကူးတာဆရာတွေလည်းလှူဆောင်ပေးလို့ရပါတယ်။နောက်နောက်တစ်ချက်ကတော့အသေးရွက်တွေစားသုံးပါနော်။အစာအစာတချို့ကတွေးလက်ပတ်မှုကိုကောင်းမွန်စေပါတယ်။ အထူးသဖြင့်အခုပြပြမယ်အသေးငယ်လေးပေါ့နော်ပထမတစ်ခုကတော့ကျက်တုံအနည်းနဲ့ကျက်တုံဖြူပါကျက်တုံအနည်းနဲ့ကျက်တုံဖြူပါဆိုရင်သွေးလှည့်ပတ်မှုကောင်းစေပါတယ်နောက်တစ်ခုကတော့ငါပြောသေးပါပိုတက်ဆီယမ်ကျော်ဝပြီးတော့သွေးပေါင်ခြေကိုကျဆင်းစေပါတယ်လေယင်ကားရေစီကိုသွေးလှည့်ပတ်မှုလည်းကောင်းမွန်စေပါတယ်ရှင်နောက်တစ်မျိုးကတော့ပန်းငရုတ်တံဟုတ်ငရုတ်ကောင်းပေါ့နော်အဆက်အရသာရှိတဲ့အသီးတွေကသွေးတို့ကိုကျဆင်းနိုင်ပြီးတော့သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်နောက်ထပ်တစ်ချက်ကတော့ဒီဓာတ်ပစ္စည်းတွေပါဝင်တဲ့အစားအစာတွေကိုစားတော့ပါပထမ မတစ်ခုကတော့ omega 3 fatty acid ပဲဖြစ်ပါတယ်။တွေးလက်ပတ်မှုဒေါက်တာကောင်းမှုစီပါရယ်နော်။ဆယ်မန်က တူနာငါထောဘတ်ဒီတန်လွင်စီဆော့ရဒီမှာပါဝင်ပါရဲ့ရှင်နောက်ထပ်တစ်မျိုးကဗီတာမင် B1 ပါဒီဗီတာမင်ဟာဆိုရင် အာယိုဒိုစနစ်ရဲ့အချက်ပြစနစ်တွေကိုပုံမမြန်ဆန်စေပါတယ်။အုန်းနာကအချက်ပြမှုတွေကိုလိမ့်နေစီရောက်တာမြန်ဆန်စေပါတယ်။ဝက်တာ၊မြေပဲ၊ပယ်ကြီးစတာတွေကနေပြီးတော့ရရှိနိုင်ပါတယ်ရှင်။နောက်ထပ်တစ်မျိုးကဥဝေမျိုးမျိုးပါ။ဥဝေမျိုးမျိုးမှာဆိုရင်ဗီတာမင် B ကျွဲဝပြီးရောဟော်မုန်းပမာဏအောင်ထိန်းချီပေးနိုင်ပါတယ်။လိမ့်နေထောင်မဲ့ရမှာအနှောက်အယှက်ဖြစ်စေတဲ့ဖိစီးမှုတွေကိုလည်းရောကြစေပါ ါရဲ့ရှင်။နောက်ထပ်တစ်ချက်ကတော့စိတ်ဝိစီမှုတွေလျှော့ချပါနော်။စိတ်ဝိစီမှုတွေကကျန်းမာရေးကိုထိခိုက်စေပြီးတော့လိင်စိတ်ပင်မြောက်မှုကိုပါထိခိုက်စေပါတယ်။စိတ်ဝိစီတာကနှလုံးခုန်လုံးမြန်စေပြီးတော့သွေးပေါင်စိတ်တက်စေပါတယ်။ဒီနှမျိုးစလုံးကလိင်စိတ်ဆန္ဒဆွမ်းဆောင်မှုကိုပါထိခိုက်စေပါတယ်။စိတ်ဝိစီမှုများတာကြောင့်လိင်ငယ်ထောင်မနိုင်ခြင်းနဲ့လိင်စိတ်အပြည့်အဝရနိုင်ခြင်းကိုထိခိုက်စေပါတယ်။ ။လေ့ကျင့်ခန်းပြုလုပ်တာကလည်းစိတ်ဝစီမှုကျစေပြီးတော့ကျန်းမာရေးကိုတိုးတက်စေပါလေ။ကိုယ့်ရဲ့အဖို့ကိုကိုယ်မှရှိတဲ့စိတ်ဝစီမှုအကြောင်းတွေဖွင့်ပြထားတာကမိမိကိုယ်ကိုတက်တာရစေပါလေ။စိတ်ဝစီရာကြောင့်စိတ်လေးအရက်စားတာတွေတုံးစက်မိမယ်ဆိုရင်လည်းလေမှုကိစ္စကိုထိခိုက်စေပါရဲ့ရှင်။နောက်တစ်ချက်ကတော့စိတ်လေးအရက်တွေရှောင်ပါ။စိတ်လေးနဲ့အရက်ကလင်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်ကိုထိခိုက်မှုဖြစ်စေပါရဲ့။ဝိုင်းနီအနှဲငယ်တောက်တာကသွေးလှပမှုကောင်းမှုစေပါရဲ့။ဒါပေမဲ့အရက်အလွန်ကျုံတောက်တာကတော့ဆက်ကျင်မဲ့ဖြစ်သွားစေနိုင်ပါရဲ့နော်။ ။စီလီမံပါဝင်တဲ့ဓာတ်တွေကသွေးကြောတွေကိုကျင်းမြောင်းစေပြီးတော့ပန်းသေးခြင်းကိုဖြစ်စေပါတယ်။စီလီတောင်းနေရင်တော့ဖျက်လိုက်တာအကောင်းဆုံးပါပဲရှင်။နောက်တစ်ချက်ကတော့နားလေတကြွန်းသူတိုင်းမိပါနော်။ ပန်းတွေပန်းညိုယောဂါရှိလာရဲ့လိမ်ပိုင်းဆိုင်ရာအလုံးမပြည့်မှုတွေကိုနေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့မထီရောက်ရင်ဆေးဝါးကုသမှုတွေခံယူသင့်ပါတယ်။အထောက်အထားမရှိတဲ့ဆေးမီတိုတွေသုံးဆက်တဲ့နီလန်းတွေလှုပ်ဆောင်တာကိုမပြုလုပ်သင့်ပါဘူး။အကောင်းဆုံးကတော့ဆရာဝင်နဲ့ပြသဖို့ပါပဲရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦးနော်။